မတရားရှိခြင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီးတော်လန်ရေးတပ်တွေဘက်ကရွာသုံးရွာခန့်ဆုပ်ပေးခဲ့ရဟုဒေတာခန့်ချို့ပြောပါတယ်။အောက်တိုဘာ23ရက်နေ့တည်ရတဲ့တွင်ကတော့မတရားမျိုးနယ်ရှိခြင်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးမြမစစ်တပ်ကအသေးခံတိုးလာတာမို့တော်လန်ရေးတပ်တွေကခြေရွာသုံးရွာလောက်နောက်ဆုတ်ပေးလိုက်ရတယ်လို့ဒေတာခန့်ချို့ကပြောပါတယ်။အောက်တိုဘာ22ရက်နေ့မနက်9နာရီလောက်ကစပြီးနားလုံးကြုံရွာရဲ့မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ကွင်းပြင်တွေလေကွင်းတွေထိစစ်တပ်က အင်အားလုံးရင်းနဲ့တိုးလာပြီးတော်လန်ရေးတက်တွေဘက်ကလက်နက်ကြီးဆက်လက်တွေလက်နက်ငယ်တွေနဲ့ခုခံခဲ့ပေမဲ့အတေခံတိုးလာတာမို့နေမြေချိုပြန်ပေးခဲ့ရတာလို့စုံစမ်းသိရပါဗျ။မြမစစ်တပ်ဘက်ကလည်းအတေခံတရုံတွေနဲ့ပုံကျဲတိုက်ခတ်ခဲ့တာမို့တော်လန်ရေးရဲ့ဘော်ချိုလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာ20နှစ်ရက်တိုက်ပွဲဟာမနက်9နာရီကစပြီးပြင်းထန်ခဲ့ပြီးညနေ3နာရီမှာမိုးတီထန်လာချိန်မှာစစ်တပ်ကရွာတွေကိုဝင်စီးခဲ့တာလို့သိရပြီးညနေ9နာရီမှာလက်နက်ငယ်ပစ်ခတ်မှုမရှိတော့ဘဲတော်လန်ရေးတပ်တွေဘက်က နေမီတချို့ဆုတ်ပေးခဲ့ရတာလို့သိရပါတယ်။ရဲဘော်တွေလည်း၃ရက်လောက်တောင်းခံခဲ့တယ်လို့ဒေတာခန်တူကပြောပါတယ်။အော်တိုဘာ၂၂ရက်တိုက်ပွဲမှာစစ်တပ်ကတပြေလကျွေးကြရွာစိတ်တရွာအရှိချမ်းတို့ကိုပြန်ထင်းကျုံဝင်ခဲ့တာလို့စုံစမ်းသိရပါတယ်။ညနေပိုင်းမှာလည်းစစ်တပ်ကကားငါးစီးနဲ့အင်အားထက်တိုးထားပြီးစိတ်တရွာရဲ့တောင်ဘက်ကတောင်ပေါ်ကိုထန်ချထားတယ်လို့သိရပါတယ်။မတရားမျိုးနယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးမန္တလေး PDF ကိုဆက်တွယ်မင်းမြင့်နိုင်ဖို့စ조사ပေမဲ့ဆက်တွယ်လို့မရသေးပါဘူး။ အောက်တိုဘာ23ရက်နေ့တည်ရတဲ့တရင်ကတော့မြန်မာတပ်မတော်ကအင်အားနှစ်ရပ်ပါစစ်ကြောင်းနဲ့မြေချံခရိုင်အတွင်းထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မြင်းချံခရိုင်အမှတ်၄တပ်ရင်း30နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အတွင်း18ရက်တာအတွင်းတိုက်ပွဲအခြေအနေကိုအတိပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလအတွင်းမှာမြန်မာတပ်မတော်နဲ့တိုက်ပွဲ၄ချိန်ဖြစ်ခဲ့ပြီးနေလိုက်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်ပါတယ်။ စက်တင်ဘာ25ရက်မှာနွားထိုးကြီးမြို့နယ်ရန်ကင်းဖျားမှာရန်တာကြီးရွာဘက်ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အားနှစ်ရပါစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပါတယ်။အောက်တိုဘာ1ရက်မှာလည်းနွားထိုးကြီးမြို့နယ်ရန်တာရွာနဲ့ဒိုင်းလေရွာအနီးဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား250ကျော်ပါစစ်ကြောင်းနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပါတယ်။အောက်တိုဘာ9ရက်မှာလည်းမလန်မြို့နယ်နော့ကန်ရွာဘက်မှမလန်မြို့နယ်အင်ဂျီရောရွာဘက်သို့ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကြောင်းကို PDA တို့ကတိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ခဲ့တယ်လို့ဆိုပါရတယ်။အောက်တိုဘာ၁၂ရက်မှာလည်းတိုက်ပွဲဆက်ဖြစ်ခဲ့ပါသေးတယ်။အောက်တိုဘာ၁၂ရက်မှာပဲမလိုင်မြို့နယ်အင်ဂျီရော့ရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အားနှစ်ရပါစစ်ကြောင်းကိုထပ်မံတိုက်ခိုက်ခဲ့ရာမလိုင်မြို့နယ်နော့ကန်ရဲစခန်းကစစ်ကူတွေပါရောက်လာပြီးတိုက်ပွဲပုံမုံပြင်းထန်ခဲ့ပါရတယ်။ရန်ကုန်တိုင်းလန်တာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခံရကြောင်းသိရပါရတယ်။ Operation Plain အဖွဲ့မှပြုလုပ်ခဲ့တာလို့လည်းတည်ထားရပါရတယ်။ဖြစ်စဉ်က အော်တိုဘာလ20ရက်နေ့ည9:48မိနစ်ခန့်တွင်လန်တာယာမြို့နယ်အနောက်ပိုင်းအနော်ရထလမ်းမပေါ်ရှိတောင်ကြီးရဲစခန်းကိုဒေါ်လန်ရဲတပ်ဖွဲ့များကလက်ပစ်ပုံသုံးလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းရဲစခန်းဝင်းအတွင်းရှိရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။